ီနေ့ကိုယ်နိုင်ငံမဟုတ်တဲ့တည်င်းကျွန်တော်ပြောခဲ့ပါတယ်ကိုယ်နိုင်ငံမဟုတ်တဲ့တည်င်းဆိုရင်အဲဒါပေမဲ့အခုဒီနေ့တော့ကျွန်တော်တည်င်းတစ်ပုတ်ပြောချင်တယ်အဲ့ဒါကတော့ထိုင်းနိုင်ငံမှာမြန်မာပြည်ကအများဆုံးရှိပါတယ်အဲ့ဒီထိုင်းနိုင်ငံမှာခရီးသွားလုပ်ငန်းမြင့်တရေတန်တမန်အတွက်ကဘာကျော်အစိုးရလီစာကိုတန်တမန်ဖြစ်ခန့်အပ်လိုက်တယ်ခရီးသွားလုပ်ငန်းမြင့်တရေတန်တမန်သူများနိုင်ငံတွေကြည့်ဘလောက်အကွက်မြင်လဲဆိုတာကျွန်တော်တိုင်းပြည်မှာနိုင်ကိုယ်နိုင်ငံသားအချင်းချင်း တက်နေဖြက်နေပြင့်နေခတ်နေမီးရှို့နေဘုံကျဲနေတဲ့အချိန်မှာအိမ်နီးနာချင်းဖြစ်တဲ့အချိန်ကကိုယ့်အောက်မှာရှိခဲ့တဲ့တိုင်းပြည်တစ်ခုဟာကျွန်တော်တို့နိုင်ငံရဲ့ GDP ရှင်းအောင်မှာလုံးဝရှင်လို့မရတဲ့အနေအထားကြီးပြက်ကျန်ခဲ့ရတယ်။နော်အဲ့တော့ဒါပါလေသူများနိုင်ငံတွေကတို့နိုင်ငံသားအချင်းချင်းတက်ဖို့ဖြတ်ဖို့ဘယ်တော့မှမလုပ်။ထိုင်းနိုင်ငံဟာစစ်အာဏာသိမ်းမှုအများဆုံးဖြစ်ခဲ့မြန်မာပြည်နဲ့တွက်မယ်ဆိုရင်အကြိမ်ပေါင်းအများဆုံးဒါပေမဲ့ထိုင်းနိုင်ငံအာဏာသိမ်းလို့ မပြစ်သွားဘူးမစင်းရဲသွားဘူးမနှိမ့်ကြသွားဘူးเนาะစစ်တပ်ကနိုင်ငံရေးမှာဝင်ပြီးအာဏာသိမ်းပြီမဲ့နိုင်ငံကိုစစ်တပ်ကအုပ်ချုပ်ပြီးမပြစ်သေးဘူးအဲ့တော့ထိုင်းနိုင်ငံဟာဘာဖြစ်လဲเนาะတိုးတက်တယ်เนาะဒီတေဝါနဲ့ဒီယမကိုဘရင်ဘရင်ကြီးလက်ထက်မှာစိုက်ပျိုးရေးကနေနိုင်ငံကိုမြှင့်တင်ခဲ့တယ်ပြီးလို့ရှိရင်စက်မှုတိုင်းပြည်အဖြစ်ပြောင်းလဲပြီးတော့နိုင်ငံတကာကိုပို့ကုန်တဲ့ထိုးပေါက်ခဲ့တယ်အဲ့တော့ထိုင်းနိုင်ငံရဲ့အဓိကနံပါတ်1ဦးစားပေးစီးပွားရေးကပို့ကုန်ဖြစ်တယ် ပြီးရင်နံပါတ်2ကတော့ကျွန်တော်ခီးတွားလုပ်ငန်းပေါ့ဟိုထိုင်းနိုင်ငံရဲ့ခီးတွားလုပ်ငန်းဘယ်လောက်ထိမြင့်မားတယ်ဆိုတာပြီးရင်ကျွန်တော်ပြမယ်လော်လော့ဆယ်လီစာကိုအဲတန်တမန်ဖြစ်ဖတ်ပြရတာဟောင်းတရင်မပါတာဟောင်းကျွန်တော်ဖတ်ပြပါမယ်နော်ထိုင်းနိုင်ငံဤကဘာအဲထိုင်းနိုင်ငံဤအလှပနှင့်ဆွဲဆောင်မှုအားကိုစားပြုသည့်ကဘာကျော်အစိုးရလီစာကိုထိုင်းကဘာနဲ့ခီးတွားမြင့်နေတန်တမန်တို့အဖြစ်ခန့်အပ်လိုက်ကြောင်းဗန်ကောက်ပို့စ်ကပေါ်ပြတယ်။ထိုင်းကဘာနဲ့ခီးတွားအာနာပိုင်အဖွဲ့ TAT ကလီစာဒီ Amazon Thailand ကဘာလဲခီးတော်မြင့်တင်ရေလှုပ်ရှားမှုကိုကူညီမြင့်တင်ပေးတော်မူဖြစ်ကြောင်းအော်တိုဘာ15ရက်တွင်ပြောကြားခဲ့သည် TATE တာဝန်ရှိသူလီဇာအနေဖြင့်ထိုင်းနိုင်ငံ၏ကောင်းမွန်သည့်ပုံရိပ်များအားကဘာကြီးထံကူညီမိတ်ဆက်ပေးနိုင်ပြီဟုယုံကြည်သည့် Amazon Thailand နှင့်လီဇာတို့ပူးပေါင်းနိုင်ခဲ့ခြင်းဖြစ်သည်ထိုင်းနိုင်ငံ၏ပေါ်ရွေမှု၊ကွဲပြားဆောင်လင်မှု၊လှပခံနာမှုကိုတင့်လွင်သည့် shootout အခုမှမိတ်ဆက်နိုင်သည့်အထင်ကရအမှတ်တိုင်တစ်ခုဖြစ်ကြောင်းဆိုတယ် လီဇာရီထိုင်းနိုင်ငံ၏ဂုံအယူရဆုံးအရင်းမြစ်များထဲမှတစ်ခုဖြစ်သည်ဟုညွှန်းဆိုထားပြီးလူပေါင်းများစွာကိုနှမ်းမိုးနိုင်သောလီဇာအနေဖြင့်ထိုင်းနိုင်ငံ၏အလှအပနှင့်ထူးကဲသည့်အကြောင်းအရာများအားကျယ်ပြန့်စွာပြောပြပေးနိုင်ပြီးဖြစ်ကြောင်းနှင့်ထိုင်းခရီးသွားအနာမိုင်အဖွဲ့ကဆိုတယ်။လီဇာရီတကိုယ်တော်ထွက်ရှိထားသောတခြင်းများဖြင့် WMAAS A MAMA Arrest စတဲ့ကဘာ Just ဂီတာစုပေးပွဲများတွင်လည်းစုရရှိခဲ့သူတဦးဖြစ်သည်2025ဇန်နဝါရီလမှဩဂတ်စ်လအတည်းထိထိုင်းနိုင်ငံသို့ခီးတွားဝင်ရောက်မှု27ဒသမ8ရာခိုင်နှုန်းခန့်ကျဆင်းသွားခဲ့လို့လည်းယခုခီးတွားရာသီတွင်ထိကျက်ခံစားသောပွဲလမ်းတွင်များနှင့်အတူလာရောက်လည်ပတ်သူ12တန်းထိရှိလာမည်ဟု TAD ကမျှော်လင့်ထားတယ်။ကဲဒါကတော့အားလုံးသိတဲ့အတိုင်းလီစာကအားလုံးသိမှာပါကဘာကျော်အဆိုတော့ထိုင်းနိုင်ငံသူနော်အဲ့တော့ ထိုင်းနိုင်ငံအနေနဲ့ဘယ်လောက်ထိလက်မြင်လဲသူတို့နိုင်ငံတိုးတက်ရေးအတွက်သူတို့နိုင်ငံခေါင်းဆောင်တွေကဘယ်လောက်ထိအမျှော်မြင်ကြီးလဲဆိုတာဒါကျွန်တော်တို့နမူနာယူတင်တော့သူတို့နိုင်ငံမှာကဘာကျော်တာဘယ်လိုရှိတယ်အဲ့ကဘာကျော်တဲ့လူကိုအတုံးချပြီးတော့တိုင်းပြည်တိုးတက်ဖို့အတွက်အတုံးချအော်ကျွန်တော်တို့နိုင်ငံမှာကဘာကျော်တယ်လီစာကဘာကျော်တယ်ဆိုတာကအစိုးရတယောက်နေနဲ့တီးလို့ကဘာကျော်တာကျွန်တော်တို့နိုင်ငံမှာကဘာကျော်တဲ့လူတွေအများကြီးပါနော်အထင်ကြီးရတော့အားလုံးတီးတဲ့ဒေါအောင်ဆန်းစုကြည် ဒေါ်အောင်ဆန်းနီစာကဘာကျော်တော်နဲ့ဒေါ်အောင်ဆန်းစုကြည်ကဘာကျော်တော်မတူဘူးနော်ဒေါ်အောင်ဆန်းစုကြည်တကယ်ကဘာကျော်တော်လေးစားမှုယုံကြည်မှုချစ်ခင်မှုအားကိုးမှုအထင်ကြီးမှုစတဲ့ကောင်းမွန်တဲ့ဂုဏ်ပုဒ်တွေနဲ့ကဘာကျော်ထားတဲ့အမျိုးသမီးနိုဘယ်ငြိမ်းချမ်းရေးဆုရှင်နော်လက်ရှိကဘာမှာဆိုအမေရိကန်တမရကအစအခုဒေါ်နယ်ထရန့်ကအစအသေးအလဲလိုချင်နေတဲ့နိုဘယ်ဆုစဉ်းစားကြည့်တန်ဖိုးမရှိရင်ဒါတော့အမေရိကန်ရဲ့အမေရိကန်တမနာဆိုတာဒါစကြဝဠာမင်းပြအရင်ခေတ်ကစကားနဲ့ပြောမှာဆို နော်စက်တန်ဝရင်းမင်းတယောက်သူဟာစက်တန်ဝရင်းမင်းဖြစ်နေပြီပြီးလို့ရှိရင်ဒေါ်နယ်ထရန့်ဆိုတာစင်းရဲရတဲ့မိသားစုကလာတာမဟုတ်တကယ်ချမ်းသာတဲ့ဗီလန်နာတယောက်ကလာအဲ့လိုပုံကုတ်မျိုးကဘာဖြစ်လို့နိုဘယ်ဆုကိုအတဲတန်လိုချင်ရတာလဲရှင်းတယ်တန်ဖိုးရှိလို့ပဲအဲ့ဒီဆုကိုကျွန်တော်တို့တိုင်းပြည်ကအမျိုးသမီးကရလာခဲ့တာအခုနောက်ပိုင်းခေတ်တွေတော့မဟုတ်ဘူးတကယ်နိုဘယ်ဆိုတာဘာမှမတိတဲ့ခေတ်ကနိုဘယ်ဆုကိုတန်ဖိုးရှိကြီးရခဲ့တာနော်တူးတဲ့မူပိုင်ရထားတာသူများတော့အတင်းတဲ့အဖွဲတဲ့ရတာတော့မဟုတ်ဘူး ဲ့တော့ဒီလိုမျိုးကဘာကျော်တယောက်ကိုကျွန်တော်တို့တိုင်းပြည်မှာဘာလုပ်ဖြစ်လဲဖမ်းပြီးတော့ထောင်ထဲကိုနှစ်ပေါင်း20ကျော်30နီးပါးချပစ်တယ်ပြီးတော့ထွက်လာတယ်တိုင်းပြည်ကိုဥဆောင်ပဲကြံမဲ့အချိန်မှာတခါထပ်ပြီးတော့မောကောက်ကခေါင်းစဉ်တွေတက်ပြီးတော့တခါထောင်ထဲထက်ထည့်ဖြစ်တယ်ကတလောက်မိုက်မဲတဲ့သူတွေကျွန်တော်တိုင်းပြည်မှာရှိအောင်မလားကဘာပေါ်မှာရှိအောင်မလားဟမ်ကြည့်ဒါထိုင်းနိုင်ငံဟာနိုဘယ်ဆုရတာမဟုတ်တော့လီစာဟာတာမန်အစိုးရအဖြစ်ကဘာကတည်တာ ဲ့လိုဆိုတော့ဖြစ်ကဘာကတိုံလေးကိုတော့မှဘာလို့ဖြစ်တိုင်းပြည်တိုးတက်ရေးအတွက်ကိုအချက်ထိရောက်မှုရှိအောင်အတုံးချဖြစ်တယ်ဘယ်လောက်ထိသူတို့တွေပညာရှိလဲဘယ်လောက်ထိသူတို့တွေဟာတိုင်းပြည်ပေါ်တက်ဆာရှိလဲဆိုတာအဲ့ဒါအမျောမြင်ဟာဘာမှခေါင်းစဉ်တက်မနေဘူးတော့အာလီဇာနိုင်ငံကြီးတိုင်းဝမ်းထဲဝင်လာပြီးငါတို့ရှုပ်မလားဟဲ့ဆိုတဲ့ဟာမျိုးနဲ့မပိတ်ပင်ထားဘူးလမ်းတွေဖွင့်ပေးတယ်တိုင်းပြည်အတွက်ဒီသူ့ရဲ့ကြော်ကြားမှုကိုဒီတိုင်းပြည်ကောင်းစားရေးအတွက်အတုံးချတတ်တယ် ါဟာပညာရှိတဲ့သူအဆင့်တန်းရှိတဲ့ခေါင်းဆောင်တွေလို့ခေါ်တယ်။မြမပြည်ကစစ်ဖို့ရုပ်တွေဟာအဆင့်တန်းရှိလားမရှိလားအဲ့ဒါကြည့်။တကဘာလုံးကလေးစားတန်ဖိုးထားနေရတဲ့နိုဘယ်ဆုအဲ့ဒီနိုဘယ်ဆုရထားတဲ့နိုဘယ်ဆုရှင်ဒေါအောင်ဆန်းစုကြည်ဆိုတာကိုကလမအဖြစ်ပုံဖော်တာနဲ့သူများအားနော်တင်းစာရေဒီယိုနိုင်ငံတော်အဆင့်မျိုးစုံတိုက်ခါချပုံတွေဖြစ်နော်ခေတ်ဆက်ဆက်တိုက်ခိုက်လာခဲ့ကြတာခါပြီးွားပြီးဒီဘက်ခေတ်ကိုရောက်လာပြီဒီမိုကရေစီအတွင်ကူးပြောင်းသွားပြီဟမ် ဒီမိုကရေစီအတွေ့အကြုံပြောင်းတဲ့အချိန်မှာဒီခေါင်းဆောင်ရဲ့ဥဆောင်မှုငါနေတွားမယ်ဆိုရင်ဒီတိုင်းပြည်ကမတိုးတက်စရာအကြောင်းရှိဘူး။နောက်ပြီးဒီခေါင်းဆောင်ဆိုတာကလည်းဒီနိုင်ငံမှာစီးပွားရေးဆိုလို့ကုံဆောင်ဆိုင်တဆိုင်တောင်ဖွင့်ထားတဲ့လူမဟုတ်ဘူးဗျာ။စဉ်းစားကြည့်ပါအဲစီးပွားရေးအပြိုင်ဆိုင်ကုမ္ပဏီတွေဖွင့်ထားလို့အာသူတို့ရဲ့ကုမ္ပဏီငါ့ရဲ့ကုမ္ပဏီအတိုက်ခိုက်တွေဖြစ်လာမယ်အတိုက်ခိုက်ဖြစ်လာရင်အာတို့ရောငါတို့ကဒီကုမ္ပဏီစီးပွားရေးကရှင်လို့မရဘူးဆိုတော့ဟာမျိုးဖြစ်လာလို့လဲပြစ်တယ်ဆိုရင်ကျွန်တော်တို့မပြောပါနဲ့ဘူးနောက်ဆုံးစီးပွားလောဘနဲ့เนาะအခုဟာကြည့် ဘာမှကုံစုံဆိုင်တော်မရှိတဲ့အမျိုးသမီးအမဲအိုးဒါကြီးကိုပေါက်မတွေပေါက်ပန်း40ပတ်သက်ဖက်ရှိရတယ်ရှောက်တက်ပြီးတော့ထောင်ထဲကိုထည့်ပြီးတော့တိုင်းပြည်တိုးတက်မဲ့လမ်းကြောင်းပိတ်ပစ်တယ်ကဲဒီလောက်မိုက်မဲတဲ့အတိညာမဲ့တဲ့ခေါင်းဆောင်ပြုကဘာပေါ်မှာဘယ်နိုင်ငံမှာရှိဘူးလဲမြင်ဘူးကြတယ်မြောက်ကိုရီးယားခေါင်းဆောင်အာနာရှင်စနစ်ကျင့်သုံးတယ်သူစစ်တပ်ကိုကဘာကလေးစားအောင်မထီမဲ့မြင်မပြုရအောင်ဒူတီဆောက်ထားတယ်နော် အာနာရှင်စနစ်ကျင့်သုံးပြီးတော့သူလုတ်ပေမဲ့သူစစ်တပ်ကဘာဖြစ်တယ်ကမ္ဘာမှာဘောင်ဝင်တဲ့စစ်တပ်ဖြစ်တယ်လက်ရှိမြန်မာနိုင်ငံစစ်ဗိုလ်ချုပ်တွေမြန်မာစစ်သားတွေဘောကကြီးလိုက်ပါစုတ်ပြတ်တန်းပြီးတော့ဟိုတိုက်ပွဲတွေဖမ်းမိအော်မင်းတို့နိုင်ငံစစ်သားလားမင်းကိုမှလေဟိုအောက်တက်တက်နဲ့ပြန်ပြောရတယ်အင်းဟုတ်တယ်ဒါကတော့ဘာဖြစ်တာညာဖြစ်တာလို့ဟမ်ဘလောက်ရင်နာဖို့ကောင်းလဲစဉ်းစားကြည့်ကိုစစ်သားတွေရဲတွေဒီအလက်မကင်ဝင်တန်းတွေကြီးပြန်တော့စုတ်ပြတ်တတ်ဘဝဟာတိုင်းပြည်လဲစုတ်ပြတ်တတ် ဒါအီးကိုခေါင်းစဉ်မျိုးစုံနဲ့ပေါက်ပန်း50ပြောအဲ့ဒီပြောတဲ့ကောင်လေးကိုအောက်ကနေမြေရင်ရှက်ရေအယိုးကိုက်ကောက်ဖို့ရေထောက်ခံကြကျွန်တော်တို့လူမှုအဖွဲ့အစည်းဟာဘယ်လောက်ထိဟိုနိုင်ညံ့ဆုတ်ပြက်နေတယ်ဗျာမြင်အောင်ကြည့်လိုက်ပြီးတော့နော်အဲ့တော့လီစာဒီသတင်းနဲ့ပတ်သက်လို့ကျွန်တော်သူများနိုင်ငံသတင်းတွေကျွန်တော်ပြောခဲ့ပါတယ်နော်ဘာဖြစ်လို့ဆိုတော့ ကိုနိုင်ငံတည်င်းကိုပဲကိုပြည်သူစိတ်ဝင်စားစေခြင်းတည်းအဓိကကိုနိုင်ငံမှာဖြစ်ဖြစ်ဒါမဲ့နိုင်ငံရေးဆိုတာလေသူများနိုင်ငံကိုလေအရေးအမွေကျွန်တော်တည်ထားဖို့လိုတယ်သူများနိုင်ငံကြီးရဲ့နိုင်ငံရေးဘလို့ကျင့်တုံးတယ်ဘလို့တွေလုပ်တယ်ဆိုတော့ကျွန်တော်တည်ဖို့လိုအပ်တယ်အဲ့ဒီအတွက်ပြောတဲ့သူတွေပြောနေကြပါတယ်ဒါပေမဲ့ကျွန်တော်အဲ့ဒီအပိုင်းကိုကျွန်တော်တိတ်မပြောဘူးဒါပေမဲ့အခုလီဇာကိစ္စတွေ့တဲ့အချိန်မှာအော်ငါတို့နိုင်ငံနဲ့ကွာလိုက်တာနော်ဒါဒီစကားအောင်လဲကိုမောင်မောင်လဲပြောဘူးပါတယ်စစ်တပ်အမှန်ကထောက်ခံလို့ကိုမောင်မောင်ပြောဘူးတယ်ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြည်သူထောက်ခံမှုဟာမြန်မာပြည်မှာဘယ်သူမှရှင်လို့မရဘူးဒီအမျိုးသမီးကိုဥဆောင်ခွင့်ပေးပြီးတော့เนาะတိုင်းပြည်ကိုတိုးတက်လို့တိုးတက်အောင်လုပ်လို့ရတဲ့နီးလမ်းတွေအများကြီးဆိုတာဒေါ်အောင်ဆန်းစုကြည်ခေအောင်လန်းအန်ဆန်းနာမထွက်တာအောင်လန်းအန်ဆန်းကဒါအမေရိကန်နိုင်ငံကခံယူထားတာเนาะဒါပေမဲ့မြန်မာအလံကိုခြုံပြီးတော့မြန်မာကိုကိုစားပြုလာတဲ့အတွက်ဘာဖြစ်လဲမြန်မာဆိုတာကိုကဘာကတိလာတယ်ဟုတ်တယ်မလားအဲ့တော့ဒါတွေကကျွန်တော်တို့တိုင်းပြည်အတွက်အရန်အသုံးချလို့ရမယ့်အရာကြီးကအခုကြတော့ပောက်ပန်း40ဒီဒီအောက်တန်းစားကောင်တွေရဲ့ ရုပ်မှမှုကြောင့်တိုင်းပြည်ဟာနှိမ့်မှုခဲ့ရတယ်။နော်အဲ့တော့ဟိုထိုင်းနိုင်ငံဆိုတာကဒီထိုင်းနိုင်ငံရဲ့ GDP အနေအထားလေးကိုပြောပြမယ်ဆိုရင်နော်ဒီထိုင်းနိုင်ငံဟာကမ္ဘာလက်ခီးတွားလုပ်ငန်းထိုင်းနိုင်ငံ600ခိုင်နှုန်းမြရှိတယ်။နိုင်ငံတကာကမ္ဘာလက်ခီးတွားအပွဲကြီးစည်ရင်းစရာအရ2023ခုနှစ်မှာအရှိတောင်အာရှ၌လာရောက်လေပတ်တူအများဆုံးနိုင်ငံမှာထိုင်းနိုင်ငံဖြစ်သည်။ထိုင်းနိုင်ငံ၏ GDP ဘတ်ငွေ7 trillion တွင်ကမ္ဘာလက်ခီးတွားလုပ်ငန်းမှရရှိတော်ငွေ900ခိုင်နှုန်း ဘန်းငွေ1ဘီလီယံ2013ခုနှစ်မှာ16ရာတိုင်းနှုန်းအထိရှိတယ်တဲ့ကဲစဉ်းစားကြည့်နော်နင်းနှောင်းငွေချင်းမဟုတ်ဘူးဒါကကဘာလက်ခီးတော့သူတို့ရနေတာနော်ကဘာလက်ခီးတော့လုပ်ငန်းမှာတွယ်ဝဲရရှိတဲ့ငွေကိုပါထက်တွင်းရစ်တွက်ပြီဆိုပါကထိုင်းနိုင်ငံ GDP 20ဒရမ2ရာတိုင်းနှုန်းဘန်းငွေ2ဒရမ4ထရီလီယံအထိရှိတယ်ထရီလီယံတော့1ဘီလီယံအောင်မှတန်းတစ်ထောင်အခုကထရီလီယံတွေ့ကြည့်လိုက်ကဘာလက်ခီးတော့ကနေသူတို့နိုင်ငံရရှိတဲ့ငွေ ဲ့တော့ကျွန်တော်ဒီညမှာပြန်ကြည့်လိုက်မယ်နော်ဒီမှာနောက်တစ်ခုရှိတယ်ထိုင်းကမ္ဘာလက်ခီးတို့အာနာမေဖွဲ့ရသူတို့နိုင်ငံကိုလူတိဖို့အတွက်အန်အောဖွဲ့ရထိုင်းနိုင်ငံဆိုတော့ဖွေဟစ်ပြေးခဲ့ပြီးတော့ကမ္ဘာမှာ promotion ဆင်းခဲ့တယ်နော်နောက်တစ်ခါဒီ2015ခုနှစ်နောက်ပိုင်းမှာတဲ့ထိုင်းစံမှုကိုရှာဖွေပါဆိုတဲ့ campaign နဲ့ထပ်ပြီးတော့အားပြင်းခဲ့အဲ့ဒါဘာလို့လဲသူတို့နိုင်ငံကိုကမ္ဘာကတိအောင်သူတို့နိုင်ငံကိုကမ္ဘာကတိအောင်လူတွေစိတ်ဝင်စားအောင်မျိုးစုံနှီးမျိုးစုံစ조사နေကြတာ နောက်ဆုံးဘာဖြစ်လဲကဘာကျော်သူတို့နိုင်ငံကဘာတိတာဘယ်လိုရှိတယ်ဟာဒီအစိုးရလေးတိတယ်အစိုးရကလေးမလေးတိတယ်မိန်းကလေးပဲငငယ်လေးဟာဒီအစိုးရကလေးမလေးတို့ငါတို့တည်ချက်လုပ်ပြီးတော့အကဘာကိုတိအောင်လုပ်ကြမယ်ငါတို့နိုင်ငံလူတွေစိတ်ဝင်စားအောင်လူတွေလာအောင်လို့ကြက်လူများနိုင်ငံတွေဘယ်လောက်လူသားဆန်တယ်စဉ်းစားကြည့်စမ်းအဲ့တော့ကဘာလက်ခရီးတော်ကိုဆွဲဆောင်နေဆိုတော့ကထိုင်းနဲ့မြန်မာပြန်ရှင်အောင်မယ်ဗျာထိုင်းနိုင်ငံမှာအခုကဘာလက်ခရီးတော်ဆွဲဆောင်မှုအခြေဆုံးကထိုင်းတောင်ပိုင်းပေါ့ဟုတ်တယ်နော်ကျွန်းနေကျွန်းနေဟုတ်တော့ဖူကက်တို့ ဟုတ်တယ်မလားဒါရင်ဒိုင်းဒီမြောက်ပိုင်းအစ္စံဘက်ဆိုရင်နဲတယ်ကဘာလက်ခီးတော်ဆွဲဆောင်မှုနိုင်တာပြီးလို့ရှိရင်ဘန်ကောက်မှာရှိတဲ့မြဖရားတို့တမိုင်းဝင်အမွေနှစ်တွေပြီးရင်ဘာရှိတယ်ကျွန်တော်တို့မြို့ဟောင်းနော်မြို့ဟောင်းဒီတချိန်ကတိခဲ့တဲ့အဲ့လိုအယုဒ္ဓယာနော်ဒီမြို့ဟောင်းရဲ့ဘန်ကောက်မှာရှိတဲ့တမိုင်းဝင်အမွေနှစ်တွေပြီးလို့ရှိရင်ထိုင်းတောင်ပိုင်းမှာကျွန်းတွေကမ်းခြေတွေအဲ့တော့မြန်မာပြည်မှာရောမြန်မာပြည်နဲ့နှိုင်းရှင်လိုက်ရည်ကြီးမှုအမွေနှစ်ကပကံတစ်ခုတည်းလဲလို့မကုန်သေးရဲ့ ဟမ်စဉ်းစားကြည့်ပကံဟာအယုတ်တရားနဲ့ရှစ်ကြတယ်ရှစ်ကြတယ်ပကံအင်းလေးပင်းတရအားတပုံကြီးတပုံကြီးပြောမှဆိုမပေါ်ဘူးဒီဖန်အံဘက်ဒီမှာဆက်တန်ဂူတို့ဘာတို့တကယ်လှကြောက်ခက်ကြောက်ဆွဲနော်ပြီးလို့ရှိရင်တော့အောက်ဆက်ဆင်းလာနော်ရေဘယ်တဝဲဘိတ်ဟမ်ကော့တောင်းကျွန်းစုတွေအိုးလှတာမှာဒီတနင်္လာနေ့တိုင်းမှာရှိတဲ့ကျွန်းစေဆိုတချမ်းကပဲပြူဒီဒီပဲရှိတယ်တချမ်းကကြောက်ဒီဒီပဲရှိကျွန်း ဘယ်နိုင်ငံမှာရှိတယ်ဟာဒါတွေဟိုလာကဘာကိုချပြလိုက်ရင်လေထိုင်းနိုင်ငံရတာ trillion တော့မြန်မာပြည်ရရင်ဘယ်လောက်ရအောင်လဲစဉ်းစားကြည့်စမ်းအဲ့တော့ကမ္ဘာလက်ခီးတွားတွေဖြစ်လာမယ်နောက်တစ်ခုကတော့ကျွန်တော်နိုင်ငံမှာလူမျိုးခွဲခြားဘာသာခွဲခြားအဲ့ဒီမှာမှကျွန်တော်တို့လောက်ပါဘာလောက်ပါမှာလဲတိုင်းရင်းသား135မြို့ဟုတ်လားလာမွန်ပြည်နယ်မှာပြတိုက်တစ်ခုစောက်ကရင်ပြည်နယ်မှာပြတိုက်တစ်ခုစောက်ပြည်နယ်နဲ့တိုင်းအနှံ့မှာပြပြတိုက်တစ်ခုတစ်ခုစောက် ကရင်ပြည်နယ်မှာစောက်တဲ့ပြလိုက်ဒီကရင်ဘိုးဘွားဘီဘီတွေရဲ့ရင်ကျေးမှုအတုံးဆောင်တွေစာပေတွေရင်ကျေးမှုတွေစတဲ့ဖြစ်ဒီချင်းလူကြီးတွေနဲ့ပတ်တရဟင်းကျွေးမိစ္ဆာကအစနော်ပြလိုက်တဲ့စောက်တိုင်းနဲ့ပြည်နယ်အနှံ့အဲ့ဒီပြလိုက်တွေစောက်မယ်တဘာဝပတ်ဝန်းကျင်မှာလည်းကြည့်စရာတွေတပုံကြီးကဘာနဲ့ခီးတော့မလိုက်ကြိုက်တယ်လို့ပြောထိုင်းတော့တလောက်လာရင်မြန်မာဆိုရင်တွက်ကြည့်လေအ ਨੇ ဆုံးနှစ်ဆက်လာမယ်။အော်အဲ့လိုကဘာနဲ့ခီးတော့ဝင်လာတဲ့အတွက်နံပါတ်1တိုင်းပြည် GDP တက်လာပြီ။နံပါတ်2ဘာဖြစ်လာမလဲ ဒီကရင်ပြည်နယ်မှာကမာတဲ့ခီးသားလိုက်ကရင်ပြည်နယ်မှာရှိတဲ့ဒေသခံပြည်သူတွေရောင်းဝယ်ဖောက်ကားနော်စိုင်ကယ်ကယ်ရီကားကယ်ရီနော်အအများကြီးပဲအလုပ်တွေကြက်ထမင်းဆိုင်တွေရောင်းမယ်စားတော့ဆိုင်တွေဖွင့်မယ်ဟောတနင်္လာနေ့တိုင်းမှာလာမယ်ဆိုတနင်္လာနေ့တိုင်းသားတွေဟာမွန်ပြည်နယ်မှာဆိုတော့မွန်ပြည်နယ်သားတူတွေမွန်ပြည်နယ်သားတွေအတွက်အလုပ်တွေဖွင့်ပြလာမယ်ကဘာထွက်ပြီးကျွန်ကန်တဲ့အကြောင်းရှိတာလွယ်လွယ်လေးတိုင်းပြည်ကိုဘာလုပ်လဲခက်အောင်လုပ်တာဘာလို့တွေလဲဒီစစ်တပ်အအုပ်ချုပ်ထားတဲ့ကောင်တွေပဲ ဒါဆွဆွဲနေတာမဟုတ်ဘူးနော်သူတို့နှုတ်ခဲလို့တိုင်းပြည်ဟာစင်းရဲလာတာလေအခုလည်းစင်းရဲနေတော့မဲ့ဒါကိုထပ်ပြီးသူတို့ပဲထပ်ဥဆောင်ဦးမဲ့သူတို့တန်လင်းတိုင်းပြည်ရဲ့ဥဆောင်သူတွေဆိုပြီးတော့ဘာလုပ်လဲအာနာသိမ့်ပြီးတော့တိုင်းပြည်ကိုတိုးတက်နိုင်တဲ့လူတွေကိုထောင်ထဲပြစ်ထည့်နေကြတာအဲ့တော့ဒါအရှိတရားပဲပေါက်ပန်း၄၀တွေလေးပါးစပ်တဲ့ရှိတဲ့ရှောက်ပြောတဲ့စကားတွေကိုကျွန်တော်တို့နားယောင်စရာအကြောင်းမရှိဘူးလက်ရှိပဂတိအရှိတရားကိုအဲ့လိုမျက်ဝါးထင်ထင်မြင်ကြည့်လိုက်စမ်းပါကျွန်တော်တို့တိုင်းပြည်ကဘလောက်တောင်စုပ်ဖက်နေလဲဆိုတာစဉ်းစားကြည့်နော် တော့ဒီစစ်တပ်စစ်တပ်ဆိုတဲ့နေရာမှာကျွန်တော်တို့ကစစ်ဘုတ်ချုပ်တွေကိုပြောတာเนาะဒါအောင်တော့ခွဲခြားတိဖို့လို့အဲ့တော့ဒီစစ်တပ်ဒီစစ်တပ်ကလုံလို့ပြက်သွားပါတယ်ဆိုတော့ရန်တမ်းပြောတာမဟုတ်ဘူး1960မြန်မာနိုင်ငံမှာဝင်ကြီးဌာနအားလုံးအတွက်တနှစ်တာတုံးဆွဲဖို့ဘတ်ဂျက်ကိုခွဲပြီးတဲ့အပြင်အရန်ရန်ပုံငွေရအမေရိကန်ဒေါ်လာ228တန်းရှိတယ်ဗျာကစင်းသားကြီးအဲ့ဒီခက်က228တန်းတော့ နဲ့နဲ့နဲ့ဝင်ပုံတော့ဒီနေ့ခေတ်မဟုတ်ဘူးနော်အဲ့ခေတ်ကရွှေတစ်ချက်သားကိုဒေါ်လာဘယ်လောက်လဲပြန်တွေ့နော်အဲ့တော့အဲ့ဒီခေတ်က1060မှာအဲ့လောက်ထိဒီမှာအခုဆိုရင်တကူးနိုင်ငံသွားမယ်အနောက်နိုင်ငံကြီးသွားမယ်ဆိုရင်ကိုရီးယားသွားစီးရတယ်ဘန်ကောက်လာစီးရတယ်မလားလေရင်တချိန်ကမြန်မာနိုင်ငံရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာဒီအရှိတောင်အရှာအရှာတိုက်ကလူတွေအကုန်လုံးကလာစီးရတယ် အခုတိုးတက်ပါတယ်အခုတက်တက်ခိုင်ပြောပါတယ်အင်အားကြီးနိုင်ငံနှစ်ခုကြားကိုကျွန်မတို့နိုင်ငံရောက်နေတာပါအဲ့ဒါပြလို့ဒဏ်ခံရတယ်ဆိုတော့အဲ့ဒီအင်အားကြီးနိုင်ငံနှစ်ခုဟာတစ်ချိန်ကရန်ကုန်တက္ကသိုလ်မှာမြန်မာပြည်မှာလာပြီးတော့ဘွဲ့စပညာလာသင်ခဲ့ရတဲ့နိုင်ငံတွေနော်အာကစားအောင်စန်းအာကစားဝင်အကောင်းဆုံးအာကစားဝင်ရှင်းတော်အရှမဟမ်အကောင်းဆုံးဆေးရုံမြန်မာပြည်ကထွက်တဲ့ဘွဲ့လက်မှတ်ကြိုက်တဲ့နိုင်ငံသွားရှောက်အလုတ်ရပြီးသားကျွန်မမဟုတ်ဘူးနော်ပညာတတ်အဆင့်နဲ့သွားမှာအဲ့လိုသွားခဲ့တာ အခုလို့ကျွန်တော်တို့လို့ကြုံထွက်ခံရတာမဟုတ်ဘူးမျက်နှာမွေးမျက်နှာပြနဲ့မြန်မာဟဲ့ဆိုလူဟာအထင်ကြီးလေးစားနေခဲ့တာအဲ့ဒါ1960အထိ62မှာနေဝင်အာနာသိမ်းလိုက်တယ်နော်ဆူဇလန်ဘန်မှာငွေသားနဲ့အပ်ထားတဲ့ရွှေတွေအကုန်ပြန်ပြီးတော့ထုတ်ပြီး2မီတာစုပိုင်းလုပ်လိုက်တယ်ဒါကြောင့်မလို့နေဝင်မြီးတွေကဒီနေ့ထိစောက်လုံးမလုပ်ဘဲနဲ့တိုင်းပြည်ပေါ်တက်ပြီးလီးတက်တက်လှန်ပြနေတယ်အဲ့ဒါတိုင်းပြည်ဘန်နာတွေမျိုးစို့ထားတာအဲ့ကောင်တွေအော်အဲ့လိုအနေထားကနေတိုင်းပြည်ကနေ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 အခုတော့ဘာဖြစ်လာလဲ ဟမ်အခုအာဆီယံအစည်းအဝေးမှာတဲ့မြန်မာပြည်မှာဒီစစ်ဘေးထန်တင်ထားတဲ့စာတင်ကြောင်းတွေကိုပြန်လဲကူညီဆောက်လုပ်ပေးဖို့အာဆီယံမှာတွားအကူအညီတောင်းနေတဲ့စစ်ကောင်စီဘက်ကအများအားအတွင်းဝင်လာမသိဘူးဆောက်ချက်မရှိဘူးလားမေးချင်တယ်ငါသာအာဆီယံအဖွဲ့ဝင်ဆိုတိတ်ပြောပလိုက်တယ်မင်းတို့ကြီးဆောက်ချက်မရှိဘူးလားလို့ဟမ်ကိုယ့်ကိုဘုံကျဲဖြက်စည်းတာစာတင်ကြောင်းဘယ်နှကြောင်းပုံသွားမိလဲဟမ်ပောက်ပန်း40အကြောင်းပြနဲ့ PDF ရှိတာလို့ဟိုတောင်းကျမ်းသူရှိတာလို့မရေမရစကားတွေနဲ့ဘာလို့စာတင်ကြောင်းတွေကိုဆေးရုံမျိုးဖြက်စည်းပြစ်နေတာ ဘလူလာဖြတ်သီးတာလေသူတို့ကိုယ်တိုင်မဖြတ်သီးတာလေဟမ်တိုင်းပြည်ကိုကိုစားပြုတဲ့စစ်တပ်ဆိုရင်အောက်မှာပြည်သူတယောက်ရှိနေတည်ရင်တော့မှအဲ့ဒီပြည်သူထိခိုက်မှုဖြစ်အောင်မလုပ်ရဘူး PDF နဲ့ပြည်သူအတူတူရှိနေလို့ဆိုတဲ့ဟာမျိုးနဲ့ပြည်သူတွေမှာတက်ကြတယ်ဆိုတော့ဇွန်မင်းတို့ပတ်သက်ကထွက်ပြောထားတာဘလောက်ထိမိုက်ရိုင်းစုပ်ပဲလေကြည့်အဲ့တော့ပြောမယ်ဆိုရင်နိုင်ငံရေးရလေရင်နာစရာကြီးကျွန်တော်တို့တွေနိုင်ငံရေးမှာအမုန်းခံပြီးပြောနေတယ်ဆိုနေတယ်လုပ်နေတယ်ဆိုတာ ပုံကိုရေခံစားချက်အမုန်းတရားတစ်ခုမှမရှိဘူး ။သူများနိုင်ငံတွေနဲ့တို့နှိုင်းရှင်ပြီးတော့ယူကျုံးမရကြိတ်မနိုင်ခဲမရဒီကောင်တွေရဲ့ရောက်မှမှုကိုတွေ့လေဒေါသတွေထွက်လေအဲ့ဒီဒေါသစိတ်တွေနဲ့ဒီတော်လှန်ရေးမှလှုပ်ဖြစ်တာဘယ်သူမှဒီလိုလုံးမျိုးမလှုပ်ရှင်ဘူးတပြစ်လူလုံးမတည်ကျွန်တော်အနားတော့မကတ်ရှင်ဘူးဘာလို့လဲလူမုန်းခံရတယ်လေ။ဟမ်အခက်မသိလာအောင်တန့်ခံခံအောင်မယ်ဖမ်းဖို့စီးဖို့ဟာတော့ပြောမနေနဲ့ဆိုတော့ဒါတွေကိုဘာကြောင့်လှုပ်ကြတာလဲဒါကိုလူတိုင်းသိဖို့လိုအပ်တယ်အဲ့တော့နိုင်ငံရေးဆိုတာကိုယ်အရေးခင်ဗျားတို့ကျွန်တော်တို့ရဲ့အရေးနိုင်ငံရေးပဲလား ော့ကိုရေးတော်မှာကိုမတိတဲ့သူတွေဒီနိုင်ငံမှာဘလောက်များနေတယ်များနေတဲ့အတွက်ဘာဖြစ်လဲအခုထိုင်းထိုင်းဘန်းငွေနဲ့မြန်မာကျပ်ငွေဘလောက်กว่าလဲထိုင်းမှာမနေ့၈နာရီကညနေ၅နာရီအထိအလုပ်လုပ်မယ်မြန်မာမှာမနေ့၈နာရီကညနေ၅နာရီအထိအလုပ်လုပ်မယ်ခံစားရတဲ့အကျိုးခံစားခွင့်ကဘလောက်กว่าပါလဲစဉ်းစားကြည့်စမ်းအဲ့ဒါနိုင်ငံရေးအဲ့ဒါနိုင်ငံရေးပဲဒါတိဖို့လို့တယ်အဲ့တော့ဒီစစ်တပ်ဖြစ်စည်းခဲ့လို့တိုင်းပြည်ဟာနှိမ်ညပျက်စီးစုပ်ပြတ်တံတောင်းသားဘုရားရောက်လာပြီ အခုတခါထပ်ပြီးဒီစစ်တပ်ကကောင်းနေရမယ်အခုကြည့်ကြောက်ခိုင်ဖွံ့ဖြိုးရေးထဲမှာရှိတဲ့စစ်တပ်တွေကဘောင်းကြီးချုပ်အကုန်နော်ကိုယ်စားလှယ်အဖြစ်ဝင်ယူဘာတွေလဲလို့ယုံမို့တော့ကောင်းတယ်ကြည်ဟန်ဖြစ်နေကြတယ်ဆိုတော့ဒါကြီးကိုအားပေးနေတော့အာငါတို့ကအားပေးနေတဲ့လူတွေအနေနဲ့ကျွန်တော်စဉ်းစားလို့မရဘူးဒီလူတွေလူမဟုတ်တော့ဒါကြောင့်မလို့ဘောမမှန်ရင်လေကျွန်တော်အထင်အောင်မကြည့်တာဘာဖြစ်လို့လဲတိုင်းပြည်ကိုဒီလောက်ဖျက်ဆီးနေတဲ့ကောင်တွေကိုဖျက်ဆီးခဲ့တယ်ဖျက်ဆီးနေတဲ့ကောင်တွေကိုအားပေးအားမြောက်ပြုတ်ပြီဆိုတော့ဒီကောင်ကလူလို့ခေါ်မထက်တော့ကျွန်တော်အဲ့လိုသတ်မှတ်တာ ဒါပေမဲ့အခုနောက်ပိုင်းမှာတီပဘောမတို့ဟိုမောင်မောင်တို့ကိုမောင်စိုးတို့စတဲ့ဖြင့်နော်ကိုချိုကြီးတို့အမှန်တွေကိုထွက်ပြောလာသူတို့တွေကတိတယ်ကျွန်တော်တို့ပဲနိုင်ငံသူများနိုင်ငံတွေတိုးတက်မှုနဲ့ကိုယ့်နိုင်ငံစောက်ရုံမှုဘာကြောင့်ကိုယ့်နိုင်ငံစောက်ရုံလဲသူတို့တွေကောင်းကောင်းတိတယ်ဒါပေမဲ့အဲ့ဒီပြည်တွင်းရဲ့အယိုးကိုက်တယ်မတိဘူးအမ်တွဲချီရွက်တဲ့မှာကိုယ့်ကိုယ်တဘာဝကြီးထင်းနေတာအော်ဆရာကြီးလုံနေကြတာဟမ်ဒီအာနာတနတ်ခါထိုးတာကောင်းဆိုအကုန်ကြောက်မော်ဖူးဖျားထူး ကဲစုံပြန်ရနေတဲ့တိုင်းပြည်ကအခုမြန်မာ passport ကိုင်ဝါကြည့်သူများနိုင်ငံမတော်ဟိတ်ထိုင်း immigration ပဲလာကြည့်မင်းကမင်းပြည်တွင်းမှာဘလောက်ချမ်းသာနေပြီဘီလန်ညာချမ်းသာနေပြီမြန်မာ passport ကိုင်ဝါတာမင်းစောက်ထင်ကိုမကြည့်ဘူးအဲ့ဒါလက်ရှိပဂတိအရှိတရားပဲဆိုတော့ဒီအချင်းချင်းအားလုံးကနေလွတ်မြောက်ဖို့ဘာလုပ်ရမလဲနံပါတ်1ကျွန်တော်တို့ဒီစီးလုံးရမယ်ညီညွတ်ရမယ်အဲ့ဒါအမှန်ဆုံးပဲလူမျိုးမခွဲနဲ့မင်းပါလူမျိုးနဲ့ငါပါလူမျိုးနဲ့မလုပ်နဲ့နေရာတရားနဲ့ကွက်ပြီးတိုးတက်လို့မရဘူးတော့ဝါတိုးတက်နေလဲဆိုတော့ဝါတယောက်နိုင်ငံဖြစ်သွားတာသွားထင်ကြီးနဲ့ နော်ဝမ်တိုးတက်တယ်ဆိုတော့ဝမ်တယောက်နဲ့ညဖြူသွားတာအခုဝမ်ဒေသတရားကိုတစ်ချက်အာခံကြည့်အခုချက်ချင်းပြာပုံဖြစ်လို့ရတယ်အခုချက်ချင်းတောက်မဲ့ရေအောင်ငတ်လို့ရတယ်တယောက်ကရေဘားတစ်ချက်ပိတ်လိုက်ရုံပဲတဘောပေါက်ကြတာအဲ့ဒါတိုးတက်တာမခေါ်ဘူးအဲ့ဒါရောင်းစားခံထားရတာအတုံးချခံနေရတာကျွန်တော်တို့တိုးတက်ခြင်းနဲ့ဆိုတာကိုယ်နိုင်ငံကိုယ်ဒေသလွတ်လပ်မှုအဖြစ်လူ့ခွင့်ရေးအဖြစ်လူ့ခွင့်ရေးဆိုတာငါတို့လူ့ခွင့်ရေးရှိတယ်ပေါက်ပန်း၄၀ရှောက်ပြောချောက်လို့တာလူ့ခွင့်ရေးမဟုတ်ဘူးနော်အဲ့တော့ကျွန်တော်အရှင်းမှပြောခဲ့တယ်လို့တိုင်းနဲ့ပြည်နယ်မှာဘာဖြစ်တယ်တကယ် ရှေ့ဘိုးဘွားတွေရဲ့အမွေနှစ်တွေနော်ဒီကရင်ပြည်နယ်မှာပြတ်လိုက်ဆောင်မယ်မွန်ပြည်နယ်မှာပြတ်လိုက်ဆောင်မယ်ကချင်မှာပြတ်လိုက်ဆောင်မယ်ရှမ်းမှာပြတ်လိုက်ဆောင်မယ်ဟမ်ရှမ်းမှာဆိုစော်ဘွားတွေနဲ့နော်ဒါတွေကိုဇက်ထုပ်တွေခင်းမယ်ရုပ်ရှင်တွေအအများကြီးပဲဗျာလောက်မယ်ဆိုစီးပွားရေးတွေထိုးပေါက်မယ်ဆိုကပ္ပါဟုတ်ဟမ်အိန္ဒိယဟောလိဝုဒ်နဲ့အပြိုင်ဘောလိဝုဒ်ဆိုချတယ်ပေါက်တာပဲစပ်ပေါ်ကစားလူတွေဟာတလုပ်တွေဒါသူတို့တိုးစားမှုသူတို့ပေါက်တယ်အောင်နိုင်ငံအရှိန်ရှိတာဟုတ်နိုင်ငံရဲ့အရှိန်ဟွာရှိတဲ့အတွက်ဘာဖြစ်လဲသူတို့တွေတိုးနိုင်တယ်ကပ္ပါ အဲ့တော့မြန်မာမှာလားကျွန်တော်ပြောလို့ရှမ်းပြည်တစ်ခုတည်းနဲ့လေစော်ဘွားတွေရဲ့ကားတွေပဲပြန်ရိုက်ပြီးကဘာကိုချပြကြည့်ဦးနော်ဒါဒါဒါဥပမာပြောပြတာပါဟုတ်တယ်မလားဒါကြာစဝင်ကားတွေရိုက်မယ်ဆိုရင်သူတိတ်မှန်ကားတွေရိုက်မယ်ဆိုတော့ခဏထားအဲ့တော့ကျွန်တော်တို့ဟာခွဲချမ်းရမှာဒီလူမျိုးခွဲချမ်းရမှာမဟုတ်ပါဘူးကျွန်တော်တို့ခွဲချမ်းရမှာဒီလူလို အတ္တိတရားရှိတဲ့လူနဲ့လူလိုအတ္တိတရားမရှိတဲ့လူကိုခွဲရမှာဒီခေတ်မှာလူမျိုးခွဲနောက်ကျသွားပြီလူမျိုးခွဲကြတဲ့ခေတ်ကဘယ်ခေတ်လဲဟိုးဘယင်တွေခေတ်မှာ ရှင်ရှင်ဘီရင်နေဆိုရင်အဲ့ဒီရှမ်းပြည်နယ်သွားကြည့်ရှမ်းပြည်နယ်စော်ဘွားတစ်ခုပြည်နယ်တစ်ခုလုပ်ပြီးနေတာတော့သူ့ပြည်နယ်နဲ့သူအဲ့လိုခွဲနေတာဘာအရင်ခေတ်ကိုမတိုးတက်သေးတဲ့ခေတ်လေးဒီနေ့ခေတ်တိုးတက်လာတဲ့ခေတ်မှာကဘာကြီးကရွာလောက်လာတဲ့အချိန်မှာကျွန်တော်တို့ကကိုလူမျိုးချင်းချင်းရန်တိုက်ကရင်ကရင်ချင်းချဟမ်မုံမုံချင်းချဟာကမုံနဲ့ဗမာနဲ့ချအရှုံချက်ခတ်နေတဲ့အကောင်လုံးကိုကျူစုပ်ပြန်နဲ့မွဲချအောင်လေကိုတိုင်းပြည်ဟမ်ဆန်အိုးနဲ့ဆန်ရှင်ကိုတထေးလို့ထင်တယ်ဆိုတော့ဒါတွေအားလုံးဟာနိုင်ငံရေးရဲ့အရှိတ် ရအကုန်လုံးဒုက္ခရောက်နေကြတာအဲ့တော့ဒါတွေကိုကျွန်တော်တို့နမူနာယူဖို့ကောင်းတယ်နိုင်ငံအတွက်ပြက်သားတဲ့စစ်ကောင်းဆောင်တွေပေါ်စေခြင်းနဲ့ဒီတိုင်းပြည်အတွက်စစ်တပ်မရှိလို့မရရှိကမယ်ဒါပေမဲ့အဲ့ဒီစစ်တပ်တွေကိုရင်းကပြောတယ်သူများနိုင်ငံစစ်တပ်တွေလို့ပြည်သူကိုစောက်ရှောက်တဲ့စစ်တပ်ဖြစ်ကမှာအာဏာရှင်လူတစုကိုစောက်ရှောက်တဲ့စစ်တပ်မဖြစ်ကမှာဒါဆိုရင်ကျွန်တော်တို့တိုင်းပြည်ကတိုးတက်မှုတွေအများကြီးပါပဲဗျာနော်ဒါကြောင့်မို့လို့အတိတ်တရားမရှိတဲ့သူတွေမတိတတ်တဲ့သူတွေကတတ်တတ်ရှိပါစေ အတိတရားပြေဝတဲ့ဒုတိအတိတရားရှိတဲ့ဒုတိအမျော်မြင်ရှိတဲ့ဒုတိအမိုက်ခံကြပါရှစ်ထွက်လာကြပါเนาะကျွန်တော်တို့ဘာမဟုတ်တဲ့ကောင်းလေးတွေတောင်မှအမိုက်ခံနေရင်ကျွန်တော်တို့ထက်တိတဲ့တတ်တဲ့ပညာရှိတဲ့ဒုတိကျွန်တော်တို့နိုင်ငံသားအပုံကြီးပါတန်းတဲ့ချီရှိတယ်ကျွန်တော်တို့ဆိုတော့ဘာမှမဟုတ်တဲ့ကောင်းလေးเนาะဖုတ်ပါချီပါချက်တွေအဲ့လိုကောင်းမျိုးတွေတောင်မှเนาะထွက်ပြီးတော့အမုန်းခံပြီးလှုပ်တဲ့ဆိုရင်ကျွန်တော်တို့ထက်အတိတရားပြေဝတဲ့ဒုတိပညာတတ်တဲ့ဒုတိเนาะကဘာကိုထိုးပေါက်နိုင်တဲ့ဒုတိဒါတွေဆိုရင် တက်ညီငက်ညီဝဲလောက်ကြမယ်ဆိုကျွန်တော်တို့တွေဒီစနစ်ဆိုးဒီအဖြစ်ဆိုးကနေချိန်ကြီးလွတ်မြောက်နိုင်ပါမယ်အဲ့လိုမဟုတ်ပဲနဲ့တူတလူငါသမင်းဆက်သွားမယ်ဆိုရင်တော့မြမတီဟာကဘာမြေပုံကပြောက်သွားဖို့မခဲရင်ဘူးတော့ဒါလေးကိုအလုံးတတိယစေခြင်းနဲ့အဲ့တော့နိုင်ငံရေးဆိုတာကိုယ်အရေးပါပဲကိုယ်အရေးကောင်းမှကိုတားသမီးတွေအရေးကောင်းမယ်အဲ့တော့ကိုယ်အရေးကောင်းစေခြင်းနိုင်ငံအရေးကိုကောင်းအောင်ဝိုင်းလုပ်ပေးပါ ရေဘူးပောက်တာမလို့ခြင်းရေပါတာပဲလို့ခြင်းတယ်စစ်တပ်ဖြတ်ခဲ့လို့တိုင်းပြည်ပြတ်ခဲ့ဘူးဝိုင်းမင်းတို့ခဏထိုင်နေ ငါတို့လှုပ်ဝင်အင်ဂျင်နီယာတွေနော်ဆရာဝန်တွေပညာရေးဝန်ထမ်းတွေစသဖြင့်ကုမ္ပဏီဝန်ထမ်းတွေတပုံကြီးတပုံကြီးတိုင်းပြည်ကိုဦးဆောင်နိုင်တဲ့ပညာတတ်တွေနော်အဲ့ဒီလူတွေကိုဦးဆောင်ခိုင်းပါမင်းတို့စစ်ပေါင်းပြီးဝှထားတဲ့ကောင်တွေစစ်တမ်းလျားမှာကျေးဇူးပြုပြီးခဏနေခိုင်းကြပါသူတို့ကိုပါဇက်နဲ့နေခိုင်းတာမရဘူးလားရတဲ့နေနဲ့ဝိုင်းနေခိုင်းရမယ်အဲ့တော့ကိုနိုင်ငံအတွက်ကိုကိုတိုင်စူးစမ်းအားထုတ်မှဖြစ်မှာကို အားလုံးကိုတည်စေချင်ပါတယ်ကျွန်တော်တို့မြန်မာလူမျိုးတွေကမညံ့ပါဘူးအစွမ်းအစရှိကြပါတယ်အဲ့ဒီအစွမ်းကိုမထောက်ကြလို့တိုင်းပြည်ဒီလိုဖြစ်နေတာပါနော်ဒီအချိန်ကတိုင်းပြည်အတွက်ကိုယ့်ရဲ့စွမ်းတမျှကိုထုတ်ပြမယ်အချိန်ဆိုတာကိုညကိုမောင်တို့ကမိတ်ဆွေအားလုံးကိုကျွန်တော်တို့တတိပေးချင်ပါတယ်တိုင်းပြည်အတွက်ဝိုင်းလုပေးကြပါလို့လည်းအနှုံးညွတ်တောင်းပါပါတယ်